ဆရာကြီးကျော်ဟင်းထက်ဥပဒေကုသိုလ်ယူရေးသားပေးထားပါတော့ဝဲစုဝဲကြောက်ပျောက်ကင်းစေရန်စီတီကောင်းတလန်းလို့မြည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တငယ်ချင်းလေးဖြစ်တရားကွက်တဲ့သားချင်းဖြစ်တဲ့တပ်ပိုင်းဆိုတယောက်ကျွန်တော်ရှိစဉ်အင်ကိုအလဲရောက်လာခဲ့ပါတယ်တငယ်ချင်းမင်းခုတလောပျောက်ချက်သားကောင်းလာကြည်လားကွာမင်းစီလာတိုင်းမရှိတာနဲ့အပြင်းသွားတာနဲ့ ခရီးထွက်တာနဲ့ဘယ်ဒီရောက်နေရတော့ကွာဟွန်းဟွန်းတမျိုးမထင်ပါနဲ့ကွာငါကုံချမ်းရှာနေလို့ပါကွာဒါနဲ့စကားမဆက်မင်းစတဲ့နှစ်ကဝဲပေါဖူးတယ်နော်အဲ့ဒါဘာစီတွေတုံးပြီးပျောက်တာလေကွာငါ့ကိုပြောချမ်းပါအောင်ကွာအခုငါဝဲပေါက်နေလို့ကွာအေးပါကွာအရင်ဆုံးမင်းအစားတော့စင်ကျင်ရမယ်ဥပမာကွာဝတ်သားစားမယ်ဆိုရင်ပြီလိုက်တဲ့တည်း အမေသာကြက်သားငါငချောက်အငန်းဒီဆိုင်ရင် ရာနာတွေကပို့ပြီးတော့ထကြွတတ်တယ်ကွာဒါတွေကရှောင်းအောင်ပါလေလိုက်နာအောင်ပါလေကွာဝဲရာနာအစိုးရ6ွတ်မြမတိုင်းရင်စေးတွေအနောက်တိုင်းရင်စေးတွေအများကြီးရှိတယ်ကွာအဲဒါပေမဲ့ဒီလူမှာဒီစင်းကြီးနဲ့ပြောက်ပေမဲ့ဟိုလူကြတော့ဟိုစင်းနဲ့ပြောက်ချင်မှပြောက်တာကွာဟာမင်းဟာကလည်းကွာသာသမားပြည်သမားပြည်ပြည် စကားရှည်လိုက်တာကွာပြောမှသာပြောစမ်းပါကွာလွယ်လွယ်လေးပါကွာတင်မောအရွက်ရင်းရင်းသုံးရွက်ခိုးပြီးညံအောင်ထောင်းတတူကြီးညှစ်ယူရမယ်လက်ဖက်ရည်တော့ပကံသုံးလုံးစားလောက်ရပြီဆိုရင်ကြွေကွက်ထဲမှာထည့်ပြီးရင်းနှွေးငွေကိုအောင်ချက်ပြီးတင်မောရွက်အစီရလိုက်မယ်အဲ့ဒီတင်မောရွက်အစီနဲ့ရင်းနှံချေးကိုဇာတူရောက်မွေပြီးနေပူလန်းပြီးရင်လိမ့်လို့ရပြီကွာတနေ့နှစ်ကြိမ်သုံးကြိမ်လိမ့်ပြီး တတ်တာပျောက်ကင်းစေရမယ်ကွာကဲအဲ့ဒါငါတုံးခဲ့တဲ့စင်းနီးပဲကွာဟေးပါကွာအဲ့ဒါဆိုလေအခုငါဆေးပေါ်ပြီးလိမ့်မကွာပြောင်းရင်တော့မင်းကိုကျေးဇူးမမေ့ပါဘူးကွာမတ်ချံဒီစင်းနီးကိုပြောပြပေးပါတော့အဘဦးကြီးလောက်ကိုကျေးဇူးတင်လျက်ဟုတ်ကဲ့နောက်ထပ်စာရေးသူဆရာကြီး မောင်စိန်ထွေ ထဝဲကုသိုလ်ရေးသားပေးထားပါတော့ကျွတ်တို့အတွက်နီလန်ကောင်းတစ်ခုလို့မြည်ရတဲ့ ကျမကြီးစီလက်ဆောင်လေးကိုထပ်မံပြီးတော့ဖတ်ပြတင်ဆက်ပေးလိုက်ပါတယ်2023ခုနှစ်ရဲ့မေလမှာမနာမကျင်ပဲကျွတ်နုပြောက်တဲ့နီးတိုင်ရင်စေးဆောင်ပါကိုဖတ်လိုက်ရပါတယ်ဒီလိုနဲ့စာရေးသူငယ်စဉ်6တန်းကျောင်းသားလောက်ကမနာမကျင်ကျွတ်နုပြောက်ကင်းခဲ့ရတဲ့အဖြစ်အပျက်ကိုပြန်လည်သတိရမိပါတယ်အခုအခါမှာတော့နှစ်ပေါင်း40ကျော်ခဲ့ပါပြီ ထိုးစဉ်ခါကစာရေးသူရဲ့ဘေဘက်လက်မှာ ပထမဆင့်နဲ့ညာဘက်ခြေမရင်းရဲ့အပေါ်မှာခကြီးကြီးကျွဲ့လို့နှလုံးပေါက်ခဲပါတယ်လူမြင်လူမြင်ဖြစ်တာကြောင့်စိတ်ညစ်ညစ်နဲ့ရှက်စိတ်ပါရောပြီးပျောက်ကင်းလိုတဲ့ဇောနဲ့ရေစိမ်ပြီးကျွဲ့လို့ကနိုးပြီးဆိုရင်ပရိဒါနဲ့ခွဲစိတ်လှိဖြက်ခြင်းအနဲ့ထိုးဆွာခြင်းအသားစားကိုဇာကနာနဲ့ဆွဲနှုတ်ခြင်းရောပါသေးကြီးကိုတုံးပြီးအစင်နဲ့တို့ခြင်းစီကရက်ကိုမိတင်ရှုတ်ပြီးတော့ကျွဲ့လို့လုံးကိုကောထုတ်ခြင်း စသဖြင့်တရားတော်ပြောတာတွေကိုဟုံနုနုနဲ့ဤမျိုးစုံအကျမ်းတိုက်ပြီးပြုလုပ်ခဲ့ပါတယ်။တိုးတော့အဲ့ဒီကျွန်းတို့မောင်တို့ကဖုတ်လိုက်တဲ့ငပိလိုသာဆိုရပါလိမ့်မယ်။ပြန်ပြန်ပြီးတော့ရှင်တန်ထောက်ကြွကပုံမကြီးထွားလာကြပါတယ်။စာရေးသူမှာတော့ဆွေဆွေခုံမြောက်ဒန်ယာနာတရအဖတ်တင်ခဲ့ပါတယ်။ပေါ်သေးလိုလိုကြောင်းရုပ်ထိုးကမှစိတ်အတွက်လေးဖြစ်ခဲ့ရပါတယ်။မိဘများစကားရဆိုသလို စာရေးသူတို့တငယ်ချင်းများစုဆောင်ရောင်းစီစံပိုင်ရှင်အပြိုကြီးဒေါခင်စင်းကတရွာလေးနေကိုတင်ဆွေတယောက်ကျွန်းတို့ပြောင်းအောင်ကိစ္စနဲ့ကုတဲ့ကြောင်းတည်င်ပေးွားတယ်ကိုတင်ဆွေဟာလှင်းနှွားဖက်ပြီးမနက်စောစောတော့တက်ထင်းခုတ်ဝါခုတ်ပြီးမိုးချုံနေဝင်းမှ ပြန်ရောက်တဲ့သူဖြစ်တာကြောင့်သူ့ကိုတွေ့နိုင်ရန်အတွက်ကြိုးစားရပါတော့တယ်တရက်နေ့လယ်ပိုင်းမှာထုံစင်ကနံမကြီးရွှေမြိုင်မဲစေပြင်းလေးတို့ကြီးကိုပိုက်ပြီးတော့ ကိုတင်ဆွေစီကိုစာရေးသူရောက်သွားခဲ့ပါတယ်ကိုတင်ဆွေစုစုကရှင်မြန်မဲစေပြင်းလေးကိုကြိုင်နှက်သက်စွာ ခဲတဲ့ကြောင်းကြိုတင်တိထားလို့ဖြစ်ပါတယ်တမင်စာပြီးနေ့လည်းနေ့ကင်းကြောဆန်နေရမှကိုတင်ဆွေထလာပြီးတော့ကျွတ်နှုတ်ကိုစူးစူးဆက်ဆက်ကြည့်လိုက်ပြီးတဲ့နောက်သူ့ရဲ့အိမ်နိမ့်နိမ့်တစက်မြင့်ရဲ့အမိုးနာစွမ်းမှာဓဏိဗန်ခက်ညက်ညက်လက်တလုံးခန့်ကိုစာရေးသူကို ကိုယ်တိုင်ချိုးခိုင်းပါတယ်အဲ့ဒီဓဏိဘက်ကို ကျွန်တော်ဘောကိုကြက်ကြီးကနှစ်ကြိမ်တင်ပြီးတော့ဟက်ကြွက်နင်းတယ်လာလာနင်းပြန်ယူစမ်းဆိုပြီးတော့သုံးကြိမ်သုံးကောင်တူတူလေးရွပြီးတဲ့နောက်တနည်းဘက်ကိုအင်းရဲ့ကြွက်လျှောက်တန်းဘောကိုတင်လိုက်တာကိုတွေ့လေရပါတယ်။ကဲပြီးပြီပြီးပြီပြန်တော့နောက်လည်းမကြည့်နဲ့အဲလိုဆိုတဲ့ဖြင့်ဇာယသူလည်းပုံမတိပါမတိနဲ့ရောင်းနှောက်လှည့်ထွက်ခဲ့ပါတယ်။၁၅ရက်ခန့်မှာတော့ အမတ်တင်တင်လက်နဲ့ခြေတော့မှကျွံ့လို့များတပြေပြေပြချက်သွားပြီးတဲ့နောက်နောက်ဆုံးမှာတော့လုံးဝပျောက်ကင်းသွားတဲ့အပြင်ထပ်မံပြီးတော့ကျွံ့လို့လုံးဝမပေါက်တော့ပါ။နောင်ကြုံကြိုက်သဖြင့်ကုတင်ဆွေကိုကျွံ့လို့တတ်တဲ့ကိစ္စအကြောင်းကိုမေးမြန်းကြည့်အောင်ကြွက်ချီသွားလို့ဖြစ်မှာပေါ့ကွာဆိုပြီးပြုံးပြပြနဲ့ပြန်ပြီးတော့ပြောပါရစေ။မှတ်ချက် အသေးစားလော်ဂီအတက်စီရင်ခြင်းမျိုးကိုထဝဲကကိစ္စလုပ်တယ်လို့ ပြောဆိုလေးရှိပါတယ်။ဟုတ်ကဲ့ပါ။နားဆင်သူမိတ်ဆွေတယောက်ချင်းစီတိုင်းနဲ့စာရေးသူဆရာကြီးတွေကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်း။ဟုတ်ကဲ့ပါ။စာအုပ်စာပေဖတ်ရှုပြီးပို့သူတာရှာဖွေရတာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရှေ့လူကြီးဘိုးဘွားမိဘပိန်တော်သမားတော်ကြီးများရေးသားပြုစုထားရပေးခဲ့ပါတော့ကျမ်းမာရေးဆေးလက်ဆောင်များကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြ